မင်္ဂလာပါရှင်ကျမတို့ရဲ့နှွေဦး family youtube channel လေးကနေကြိုဆိုလိုက်ပါတယ်ရှင်ကျမတွေနေ့ဖျက်ပြမယ့်အစားအလေးကတော့ဆရာကျော်မြတ်ရေးသားထားတဲ့ရုံလွယ်အထိနာဆိုတဲ့အစားအကလေးပဲ ဖြစ်ပါတယ်ရှင်သူတို့ကိုရှ िख ိုးရမည်လား လူလူချင်းငဲသူကကြီးသူကိုအယိုအသေးပြူသော အလေးအမြန်ပြူသောသဘောမဆောင်ပဲစီးကံကိုးကွယ်သောသဘောဆောင်၍ရှ िख ိုးသောကိစ္စကိုအပြည့်တင်သောသဘောတရားလည်းရှိပါသည် မျော်မှန်းတမ်းတား၍တကိုးရှင်တူအားရှ िख ိုးပူဇော်ခြင်းကိုလက်မခံသောအယူအဆလည်းရှိပါသည် လမ်းဘေးမှာခြံဝင်းထဲမှာအိမ်ကြီးပေါ်မှာတိုက်ကြီးပေါ်မှာဆိုင်ဝိုင်းကြီးများဖြင့်ပူးနောင်ချက်ချေးနေသည်ကိုလည်းတွေ့ရမည်ဖြစ်ပါသည် အိမ်ရှိတိုင်းရှိမှာမန်းတန်ကနာဆောက်၍နရိုးတန်နှင့်ကနာကသည်မှာအနှင်းငယ်တင့်တယ်စပွဲဟုဆိုရမည်တော်လဲတိုက်ကြိုတိုက်ကြလူသွားလန်းကွက်လန်မှာခနော်နီခနော်နဲ့မန်းတန်ထိုး၍ကနာဆက်နေသည်မှာမူတင့်တယ်စပွဲရှိသည်ဘီဟုမဆိုနိုင်ပါချင်း နတ်ကနားများမှနတ်ရိုးတန်သည် အနီးပတ်ဝန်းကျင်သို့နားမခံသာအောင်ပြန်လွင်နေသည်မျိုးလဲရှိပါသည်နတ်ဆိုတာအမှန်တကယ်ရှိသည်ဟုယုံကြည်သူများသည်မိမိအယူအဆအတွေးအခေါ်အရာယုံကြည်နိုင်ပါသည်သို့သောဗုဒ္ဓဘာသာဝင်များအနေဖြင့်မနုဿတ္တဘာဝကိုစဉ်းစားစေလိုပါသည် ဒေဝတတဘာဝဟုမကြဘူးပါမနုတတဘာဝဟု၍အမှန်တကယ်ရှိပါသည်ဒေဝတတဘာဝဟု၍မရှိပါအလွန်တွေးတော့စဉ်းစားတင်တော့အယူအဆဟုထင်ပါသည်။နတ်ကအကကြိုက်သည်လား။နတ်ကတော်ကအကကြိုက်သည်လား။ဒါမှမဟုတ်နတ်ပွင့်ကြီးပရိသတ်ကအကကြိုက်သည်လား။ ရှင်နေအထိမြည်သူမှာတိတိပါပါကွဲကွဲပြားပြားပြောဆိုနိုင်ခြင်းမရှိသေးပါကွဲကွဲပြားပြားပြောရမည်သောအဆိုးအပြောတော်ရှိပါသည်အကာကောင်းသောကနာစီနဂရောများပွဲဝင်ကောင်း၍ပွဲဆက်လက်မလဲဟုဆိုကြပါသည် စပ်ပွဲအငိမ်ပွဲများမင်းမိန်နေတော်လဲနတ်ပွဲများမှာမူလင်းလဲတောက်ပါစေရှိနေပါသည်စပ်ပွဲအငိမ်ပွဲမင်းသားမင်းသမီးတို့ကပဲကာကြိုးကားွယ်လျှော်လို့လားနတ်ကတော်တွေကပဲသူတို့ထက်ပို၍ကာကြိုးကားွယ်တော်လို့လားဤတို့လဲမေးစရာရှိလာပါသည် နဂရောများခေစားခဲ့သည်မှာဒုတိယကဘာစစ်ကြီးမဖြစ်မီဆယ်စုနှစ်ငါးစုလောက်ကတည်းကဖြစ်ပါ၏ဒုတိယကဘာစင်အပြီးလွတ်လည်ရေးခေနောက်ပိုင်းနဂရောများနှင့်အပြိုင် ခေစားလာသည်မှာမဟေဒီတိဋ္ဌိမနောဝိဇ္ဇဟိဂိုင်းများဖြစ်ပါသည် ဒိုင်းများနှင့် ရှင်တွင်ပေါ်လာသည့်အမည်မှာဘိုးတော်ဟူ၍ဖြစ်ပါသည်တပည့်တပန်းဝိုင်းဝိုင်းလည်နေသည့်ဘိုးတော်များမှာလည်းအရှိုးအရှိုးပေါ်လာပါတော်သည်ဘိုးတော်ခေထခဲ့သည်မှာဆယ်စုနှင့်သုံးစုကျော်ရှိခဲ့ပါပြီဘိုးတော်နေနေရေအဖန်းစီများရှိခဲ့ရသည့်အထိပင် သူတို့ကလည်းထင်ရှားဆိုင်လုပ်ခဲ့ကြပါသည် နာမည်ကြီးဘိုးတော်အားလုံးဤပါထောင်နှန်းဆန်ဘဝသို့ရောက်ခဲ့ကြပြီးနောက်ဘိုးတော်များငြိမ်သက်ခြင်းနှင့်စုံစည်းသွားကြပါသည်ယနေ့ပြန်လည်၍ဥထောင်ကောင်းမော်လာကြပြန်ပါသည်ဘိုးတော်အကြောင်းစာအုပ်ရေးသူတို့မှ ထိုစာအုပ်တို့ထဲဖြင့်နာမည်ကြီးပြီးအယောင်ရအတွင်ကျဲသောစူပါတန်းဝင်စာရေးဆရာဖြစ်သွားပါသည် သူရဲသည့်ဘိုးတော်မှာမြမဘိုးတော်အကြောင်းမဟုတ်ပါကလာဘိုးတော်အကြောင်းဖြစ်ပါသည်မြမဘိုးတော်များကိုကြော်ဖက်ပြီးလူတိုင်းပစံဖျားတွေရေပန်းစားသွားသည် ကလာဘိုးတော်မှာမြမလူမျိုးချိုး၏အိမ်ဦးခန်းတွင် အထင်ကရနေရာရသွားရသည်လေရှိပါသည် မြမဘိုးတော်လောကကိုနှာတပြားဖြင့်ကြုံတက်သွားသည့်ကလာဘိုးတော်၏အမည်ဟိမ့်ထွက်လာသောအခါမြမဘိုးတော်များခြေမကိုင်းမိလက်မကိုင်းမိပြာရာခတ်ကုန်ကြသည်လေဖြစ်ခဲ့ဘူးပါသည်တကောအိဒီဘက်ထက်မြန်လွန်သောဘိုးတော်အားဘဲပုဂ္ဂိုလ်ကြီးတွေက ကိုးကွယ်နေသည်ဟု အပြောခင်လေရှိခဲ့ဘူးပါသည် သတင်းစကားများလည်းကြဲပြန်ခဲ့ပါသည် ဟုတ်သည်မဟုတ်သည်အပါထားတွေးခေါ်မျှော်မြင်မှုရင့်ကျက်သောပညာတတ်ပုဂ္ဂိုလ်ကြီးများပင် သူ့နောက်သို့တန်တန်ဆွဲလိုက်ခဲ့ကြဘူးသည်လေရှိခဲ့ပါသည် ထိုပုဂ္ဂိုလ်၏အစွမ်းထက်မှုကို အာရပါရချီးမွမ်းခံဖွင့်ခဲ့သူတွေထဲမှာအဖက်ဖက်ကပြည့်စုံပါသည်ဆိုသောပညာရှင်ပုဂ္ဂိုလ်ကြီးများလည်းပါဝင်ပါသည် တကူအေဒီဘက်ထက်မြက်လုံးမာသည်ဆိုသောဘိုးတော်ကြီးထောင်ထဲသို့ရောက်သွားတော့မှချီးမွမ်းတံများရက်ဆဲသွားခဲ့ပါသည်ဘိုးတော်ဘော်တို့ဤသို့ဆိုခဲ့သည့်အဆိုလဲရှိခဲ့ပါသည် လဝါဖြန့်လျက်မျက်စိမိန်ပြီးအရိဌံလုံးုံဖြင့်ငါးသုံးလုံးစီးကလေးလဝါပေါ်ရောက်လာပါသည် အမေရိကန်ချောကလက်စားမလားအင်္ဂလန်ကပန်းသီးစားမလားလောဝါပေါ်သူထင်းငနေရောက်လာသည်ခေါဆွဲကြော်ပူပူနွေးနွေးစားမလားအထုံးလာရောက်လာသည်ဘာမှမရှိသည့်လောဝါနှစ်ဖက်ကိုတွဲဆက်ပြီးပြန်ဖွင့်လိုက်သည်နှင့်ရှင်သီဝလိရုပ်ထုကိုမြေဝါထင်ထင်တွေ့လာရသည် ရုပ်ရှင်လောကသားတွေဆိုတူမတူဟုပြောစမှန်ပြူကြဘူးသူလဲရှိခဲ့ဘူးပါသည် အဲ့ဒီလိုလိုတိုင်းရပုံကိုတရားထဲအကြံဖန်ကိစ္စအထွေထွေကိုဂျားနယ်တဆောင်ကအသေးစိတ်ဖွင့်ချပြီးဒီနောက်သူ့အကြောင်းထီကာချဲ့တန်တွေရန်ဆဲသွားသည်လေရှေးခဲ့ဘူးပါသည် အနောက်ဥရောပနိုင်ငံကြီးများတို့ကဘာပန်း၍လက္ခဏာပညာဟောပြောနိုင်သည့်တူနိုင်မရှင်နိုင်ရသောလက္ခဏာပညာရှင် ဒီကနေ့သူနှင်းတွေမနှက်ဖန်ဘာလို့ချင်းတလဲဖြစ်စီရမည်ဟုရဲရဲကြီးအာမခံချက်ပေးနိုင်သည့်လက္ခဏာပညာရှင် သူနဲ့သာတွေ့လို့ဆမ်းမှာသိညာကျော်အထိကျင်းလေပေါရမည်ဟုရဲရဲကြီးကြော်ညာမိထေပရင်လက္ခဏာပညာရှင်စသူများမြမားနိုင်ငံတွင် ရှိနေပြီဟုပြောဆိုတဲ့တွင်လဲကြားသိနေရပါသည် တကယ်အမှန်ကန်မဲလားဆိုဒီကိုတော့ဖက်နှက်ကအစာမျက်မှန်အစုံတကိုယ်လုံးဖောရင်မိတ်တွေအတုံးဆောင်ပစ္စည်းများကလည်းဖောရင်မိတ်တွေရှားက9000ကျော်ဘောက်စ်ဝက်စကွန်ကားနဲ့ဆယ်လူလာဖုံးကိုခါရင်ချိတ်ထားသည်ဘာမစိုးလုတ်ပေးနိုင်သည်ဆက်သွယ်ပေးနိုင်သည် ပုံကိုယ်တွေလည်းပေါ်နေသည်ဟုသိရပါသည် လုံ껙ပြာ껙ရိုးရိုးလေးဖြင့်သိမ်းမောင်းရာကြောငွေများကိုရိုက်ဆောင်းလုသွားသည်နိုင်ငံသားသားတယောက်နှင့်ထိကျင်နာသွားသူတွေအကြောင်းလဲရှိပါသည်လွန်ခဲ့သောတစ်နှစ်ကျော်ကရှာရီဖိုးတွန်တီခေါ်မဟာလူလိန်ကြီးတယောက်ဤအကြောင်းမှာလဲစိတ်ဝင်စားစရာပျော်စမန်မှတ်တမ်းဝင်သွားခဲ့ပါသည်အမှန်မှားလျင်အယူအဆအတွေ့အခေါ်တိမ်ချော်သည် အတိမာလျင်အထီနာသည်စီကံကိုးကွယ်မှုမာလျင်ဘဝဆုံးသည် အမှန်မှားအတိမာစီကံကိုးကွယ်မှုအယူအဆအမားများ ရှိခဲ့သည်မှာယနေ့ခေတ်တွင်မှာမဟုတ်ပါလေလူသည်ကပောင်းဦးကနေကိုရှိခိုးခြင်းမီးကိုရှိခိုးခြင်းတစ်ပင်ကြီးများကိုရှိခိုးခြင်းမြစ်ကိုရှိခိုးခြင်းစသည်တို့ပြုလုပ်ခဲ့ကြသည် ပင်စိမ့်ပင်ကိုရှခိုးသောဘာသာတစ်မျိုးလင်းနှစ်ပေါင်းထောင်နှစ်ချီ၍ကြာခဲ့ပါပြီ။ရှင်းနိုင်လဲဆက်လက်တည်ရှိနေအောင်မီဟုယူဆရပါသည်။နိုင်ငံများစွာတို့သည်ဘာသာတရားဆိုင်ရာလွတ်လပ်စွာကိုးကွယ်ခွင့်ကိုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင်ပြဋ္ဌာန်းထားကြပါသည်။ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခြင်းသည် လူအခြေခံအခွင့်အရေးဖြစ်ပါသည်သို့သောဘာသာတရားရောင်ပြ၍လိန်စားသူများကိုမူတားမြစ်လေရှိပါသည် ထို့ကြောင့်လည်းဘိုးတော်စစ်စင်ရေးလုပ်၍ဘိုးတော်များကိုထောင်ထဲသို့ပို့ခဲ့ရခြင်းဖြစ်ပါသည် ထင်ရှားသော စီးပွားရေးလုပ်ငန်းရှင် လုပ်ငန်းကြီးများ လုပ်နေသည့်ကုန်သည်ကြီးများဌာနကြီးကဲလုပ်သူတို့ဦးကဘိုးတော်ကိစ္စနတ်ကိစ္စတဲတဲမဲမဲလုပ်နေလျင် ခလေးဦးနောက်သမားများလည်းရော်ရောင်ထို့သောသောဘိုးတော်တို့နတ်ကတော်တို့ကလည်းထင်ရှားကြော်ကြားသူများလည်းပုဂ္ဂိုလ်ကြီးများ၏အမိကိုအတုံးပြူလီရှိကြပါသည် တယင်ကြီးကဘယ်လိုတပန်ကြီးကဘယ်ပေါ်တစီကြီးကဘယ်သို့ဟူသော ဝင်းကျင်တွင်ကြီးပြင်းလာကြသူများမှာတစီတရေပုံမီများကိုစုံးအံမထင်အောင်ပြောဆိုနိုင်ကြပါလိမ့်မည်မဆန်ပါ ကရင်းပြက်သောဟင်းကောင်းကောင်းဖြင့်ထမင်းမိန်မိန်စားရသလိုဘိုးတော်နှင့်နန်းအချောင်းကိုအာပါတရာမြင်းရင်ရှက်ရင်ပြောနေသူတို့ဦးသည်တာမန်ပုတ်ကိုမဟုတ်ဘဲထိုက်ထိုက်တန်တန်နေရာရောက်နေသူအောင်မြင်ထင်ရှားနေသူတဦးဖြစ်ပါမူနားထောင်နေရသူများမှာ အကြောင်းတရားအကျိုးတရားကိုယထာဘူတကြကြ မဖြစ်နိုင်ဖြစ်ရမည်မှာတေချာပါသည် ို့၏ယုံကြည်မှုအစွဲလမ်းများထို့သို့သော အပြောနောက်သို့လိုက်ပါသွားရသည်မှလည်းမလွဲဧကံပင် ဖြစ်ပါလိမ့်မည်အံ့ဩစရာကောင်းတာတွေလောကမှာမြောင်များစွာသိရှိပါသည်။ယုံသွင်းပြသသည့်မျက်လှဲ့ကိုမဆိုးထားပြီးလမ်းဘေးမျက်လှဲ့လက်လယ်ပွဲများ၌ပင် ရင်တန့်ရှုမောအံ့ဩဝေရာများ တွေ့ရမည်ဖြစ်ပါသည်။ ရှင်လင်းပြီကိုလာချန်ပီယံတင်ညွန့်တို့ဤပြောင်းဝယ်များမှာရင်သက်ရှုမောဝေရာများပြေလျံနေသည်လက်လက်မျက်လက်ပြင်းစလက်နီးများပင် ဖြစ်ပါသည် ထိုးထက်ပို၍စမ်းကြဲသောရထားကြီးတစ်စီးလုံးပျောက်သွားအောင်လေရင်ပြန်ကြီးတစ်စီးလုံးပျောက်သွားအောင်တရုတ်ပြည်တိုင်းကြီးကိုထိုးပေါဝင်ရောက်ပြတာသွားသောကဘာကျော်ဒေးဗီကိုပါဖီပြောက်ွက်များမှပို၍ရင်းသက်ရှုံမောအံဩဝယ်ရာများပြေရှမ်းနေပါသည်မျက်လည်လက်လည်ပြောက်ွက်များပင်ဖြစ်ပါသည် ထို့သို့သောရင်တန်းရှုံမောဝဲအံဩဖွယ်ရများကိုလေးမြန်ကိုးခွေကြသရန်ဆိုလျင်မျက်လည်လဲ့လဲ့ပြင်ဆလဲ့ဆရာများကိုပင်လက်အုပ်ချီရတော်မလားဟု မေးရတော်မူဖြစ်ပါသည်အံဩစီယာမန်သမျာကြာရှည်မခံမဟုသောဣတလီစကပုံရှိပါသည် သို့တော်ယနေ့ခေတ်ပေါ်ဘိုးတော်နှင့်နဂရောများသည်ရက်တွေလတွေနှစ်တွေကြာညောင်းသည့်တိုင်ရောပါမသွားပဲတိုး၍တိုး၍သာ ရှိနေကြစေအလုံးဖြစ်နေကြစေသာ ရှိပါသေးသည်ဩဇာရှိအတိုင်းဝိုင်းကြားတွင်ထင်ပေါ်နေစေရှိပါသေးသည် ကိုးငွေရာနှင့်မကိုးငွေရာကိုပိုင်းခြားဝေဖန်၍မိမိ၏အသိဉာဏ်ဖြင့်တွေးခေါ်ရမည်ဖြစ်သလိုကိုးငွေရာအစဉ်အမှန်နှင့်အတုအယောင်ကို ခွဲခြားနိုင်ပါစေဟုရည်တန်လျက်ကိုးငွေမှုမှန်လျင်ကိုကြိုးအမြတ်ထွက်မည်ကိုးငွေမှုမမှန်လျင်ကိုကြိုးနေမည် ိုချိုးမနေရအောင်ယုံလွင်ရင်အထိနာသည်ကိုဆန့်လဲဖတ်ရှုကြပါကုန်။ရိုးရင်းချင်းစီထိခိုက်အောင်အေးသည့်အချမ်းတန်ကို အလူးလဲခံရသည်မှာကချင်ပြည်နယ်ဤမြို့တော်မြကြီးနာတွင် အချိန်မှာအပူပိုင်းဒေသများတွင်ပင်အနှွေးတဲ့ကို ကိုနှင့်မကွာဝေးရသည် အလွန်အေးမြဇန်နဝါရီလား ဒေသခံများအတွေ့နေနေကြမို့လားမသိအေးဒဏ်ကိုထူးထူးထင်ထင်ခံစားရပုံမပေါ်တချို့ဆို အနှွေးတယ်တော့မှမဝေဖဲသွာလာလှူရှားနေကြသည် နေကလေးညိုလာပြီးဆိုကလေးကအနှွေးတယ်နှစ်ထဲထပ်ဝေလိုက်ရသည် ရန်ကုန်သားများဖြစ်သည့်တင်အောင်ထွန်းခေါ်ထွန်းထွန်းနှင့်ခင်မောင်အေးတို့မှအယောင်ဝဲကိစ္စတစ်ခုဖြင့်မြကြီးနာသို့ပထမဆုံးရောက်ရှိခဲ့ခြင်းဖြစ်၏ထို့ကြောင့်လည်းသူတို့နှစ်ယောက်မှမြကြီးနာအေးတန်ကြောင့်နေမတိထိုင်မသာ ဖြစ်နေကြရသည် သူတို့တဲခိုသည့်နေရာက မြေကမ်းဘက်သို့မျက်နှာပြုတ်ထားသောကြောင့်လေးတဟူဟူတိုက်သည် လေးနှစ်ပါလာသည့်အင်းငွေကို အမြဲတမ်းထိတွေ့နေရသည် အပူချိန်မပြောက်သေးနေလုံးမကွယ်သေးကမူအအေးထံကအပူချိန်ကို နိုင်နိုင်နင်းနင်းလွှမ်းမိုးနေပြီပါလာသည့်အနှွေးတယ်များကိုပေါ်တို့ရောက်နေသည့်အတိုင်းမြင့်ကြီးနှာဤအေးရန်ကို မတွန်းလှန်နိုင်ခဲ့ပြီအမောင်ဘဲတို့ကူပြောင်းလေလေအေးလှိုင်းကပို၍တိတ်တဲရင်ကျန်လာလေလေ တကူလုံးရှိန်ဖိန်ပြီးရင်းနှွင်းပူနှွေးသွားစေမိရမကနှစ်ပတ်အခန်းလေးလှုပ်ထားသည့်တိုင် အနေငယ်မျှသာ နေသာထိုင်သာရှိစေသည်ညစာစားပြီး အပြင်သို့လုံးဝမထွက်တော့ဘဲထင်းမိဖို့ဤအပူရှိန်အကာအွယ်ကိုယူ၍ထိုင်နေသည့်တိုင် ရှေးပိုင်းနှွေးတော်လေနောက်ပိုင်းကမှအေးနေသည်ရှင်းနာဤသာသာပဲရှိသေးသည် အိယာဝင်သောအလေးထားမရှိစေကမူအိယာတဲသို့ဝင်ခဲ့ရသည်ထူတဲ့သောဂုံးကံကြီးများကိုပေါ်သို့ပုံမုံအီအီရောက်နေသည့်တိုင် အသားဆိုင်များနှွေးထွေးသလိုရှိသွားတော်လဲရိုးရင်းချင်းစီတဲ့သို့မူနှွေးထွေးမှုမပေးနိုင် ချမ်းလိုက်တာအသေးကိုခိုက်သွားတာပဲ ဆိုသည်ပြောစမှန်စကားပေါ်လာသည်မှာမြကြီးနာ၏အေးဒံကို ခံဘူးသူတယောက်ဤညီးတော်တံမှာမြဖြားခံလာလေသလားမသိတကယ်ကိုအသေးခိုင်အောင်ခြံအေးလွန်လာပါသည်ထွန်းထွန်းနှင့်ခင်မောင်အေးတို့နှစ်ယောက်မှာလာရင်ကိစ္စမြ мян ပြီးပါစေဟုဆူတောင်းနေရသည် ကိစ္စကတေလွယ်ကလေးလွယ်နေသည် ဖြစ်ဖို့အလားအလာနီးစံနေသည် ထို့ကြောင့်မပြန်နိုင်သေးပဲတေလွဲကလေးလွဲနေသည်ကိုခိတ္တအဆက်ဖြစ်သွားအောင်စောင့်နေရသည်ပစ္စည်းအယောင်းဝယ်ဈေးနှုန်းမှာနှီး၍ရနိုင်ပွဲရှိတော်လဲငွေပေးချေရေးကိစ္စတွေမူအညည်းအခက်အောင်အခက်အခဲထင်နေသည်ပစ္စည်းပိုင်ရှင်ကတံမိုးငွေကိုမြကြီးနားမှာပင် ပေးချေရန်တောင်းနေသည် သူတို့ကရန်ကုန်ကိုပစ္စည်းရောက်ပြီးမှငွေအပြည့်ပေးချေမိ။ယခုဈေးတက်လျင်စရံငွေ၃သိန်းပေးခဲ့မိ။ဒါကထွန်းထွန်းတို့ဘက်ကသဘောထား။ပစ္စည်းတန်ဖိုးကမနဲ့သိန်း30ကျော်သည်။နေလူသည့်အထင်ငော်လေးများညှီလို့မရသည်။သူတို့ဘက်ကနောက်ဆုံးဖြေပေးရန်နှစ်ရက်ဆောင်ရန်ပြောထားသည်။ရောက်ပြီးမှတော့မထိုး။ ဆောင်ရမည်မြကြီးနာရောက်ပြီးမှ မြစ်ဆုံသူမရောက်လျင်မြကြီးနာရောက်သည်မမည်ဆောင်ရမည်အတူတူသူတို့ကမြစ်ဆုံကိုသွားလဲခြင်းသည်ဒေသခံများကမသွားဖို့တားသည်လမ်းခရီးစိတ်မချရသော အခြေအနေရှိသည်တော်ချင်သည့်ဆန္နာတိတ်ပြင်းပြရင်တော့တွားနိုင်သည့်အခြေအနေကိုဖန်တီးပြီးလိုက်ပို့ပေးမည်ဟု ပြောသည် တို့မှာမြကြီးနာယီနန်းမီကျော်အန်တပါမြစ်စုံတို့ရောက်ခဲ့ရသည်မြကြီးနာမှမြစ်စုံတို့တွားရလန်းတလျှောက်တွင်ရှိနေသည်မှိုင်းဝေနေသောတောင်တန်းကြီးများ အကွင်းအကောက်အတဲအစင်ရောပြိုးနေသောတဘာဝရှုခင်းများအမြင်တစ်မျိုးဆန်းသည့်ကချင်တိုင်းရင်းဘွားတို့၏စိုက်ခင်းများကို တရိပ်ရိပ်ကြောပြတ်သွားရသည့်လန်းခရီးမှ မြင်ကွင်းလှပါသည် တဘာဝပအုပ်နီးပိုင်းရှင် ကချင်အမျိုးသမီးလှပြိုပြူများဤမွေးရပါအလှမှာတရံတကြီးသားတို့အားဆွဲဆောင်ထားသည်နှင့်ရှိနေသောကြောင့်တာမောဝေရာခရီးလန်းကြောင်းဟု ဆိုရမည်သို့ရှိပါချေ၏စေအေးလေအေးသာတွားရမည်ခရီးလန်းကြောင်းဖြစ်ပါမူជីနူးစရာများ ဝေဖြာနေပါလိမ့်မည် ထိုစဉ်ကာလအေးချမ်းသာယာမှုမရှိသေးသောကြောင့်ဆိုးတယွန်းယွန်းစိတ်တထင်ထင်သွားကြရသည် လူနေရာတွေကကြည်သည်ကားကို မကြာခဏရပ်ရသည်ကားမောင်းသူ ကချင်မျိုးသားလူရွယ်ကလမ်းတွင်တွေ့ရသူများအားရှေ့လမ်းခရီးအခြေအနေကိုမေးရမြန်ရသည် ရွာရောက်လျင်လဲကားပေါ်မှဆင်းပြီးအဖြက်သမတောင်းချမ်းသူများဤလှုံ့ရှားမှုတရင်ကိုအမေအမြန်ပြူရသည်ထို့သောလျင်လမ်းခီးအခြေအနေစိတ်မချရသောကြောင့်တာယာရှူမောဝေရသဘာဝအလှကိုတင်းပြေကြပြေမခံစားရသလိုရှိသည် ချမ်းအေးရသည့်အထက်အကာရံမရှိသောဂျကားကလေးတဲ့သို့ဒရကျန်းတွုံးဝင်လာသည့်လေတယန်းကြောင့်မျက်နာကိုဘေးဘက်သို့ကြာရှည်လှဲ့မထားရဲတဘာဝလှပများကိုခိုးကြောင်ခိုးဝဲလှစ်ခနဲလှစ်ခနဲကြည်ခဲရသည်အနှွေးတဲ့ကင်းလို့သည်နှာသည်ပြနေရွယ်ဖျားကလေးများမှာကျင်နေသည် ကားလန်းကိုဟိုဘက်ဒီဘက်ခွာ၍ရွာတီထားသည့်ရွာကြီးသို့ရောက်သောအခါကျမှကားရံနာပြီးအောက်သို့ဆင်းရသည်ရွာထဲရှိအိမ်ကြီးတအိမ်ပေါ်တက်ပြီးကျက်ဝူကျော်နှင်းရင်းနွေးချမ်းတောင်ရင်နာယီဝက်လောက်နားနေလိုက်တော့မှ အနေငယ်နေသာထိုင်သာရှိသွားသည် လိုက်ပါလာသူများထဲမှာထိုအင်ရှင်များနေရင်းနှီးသူနှစ်ယောက်ပါတော့ကြောင်းအင်ရှင်များကလည်းသူတို့တက်နိုင်သလားအဲဝေပြူကြသည်ခိုးရဲ့ပိုင်းအတွင်လမ်းခရီးအခြေအနေကောင်းနေသည့်အကြောင်းမှာတည်လိုက်ရသည် ထိုတွင်ကြောင်းစိတ်တထင်းထင်းဖြစ်ရောက်မှုငြိမ်သက်သွားသည်မြေဆုံတို့ရောက်ရှိသွားပါပြီ။ လမ်းကြောဤညာဘက်တွင်ရှိနေသော ကုန်းကမူလေးပေါ်သို့ဂျေကားကိုချိုးကွေတက်လာ၏အဆောင်တစ်ခုရှိတွင်ဂျေကားကိုထိုးရန်လိုက်သည်အပြုတ်အပြင်အလဲအကျဉ်းမရှိသော အဆောင်မှာနားနေရန်မဆိုထားပြီးခိတ္တဝင်ရောက်ရန်နာရန်အတွက်ပင်အခက်အခဲဖြစ်ပေါ်ရာသို့အသွင်ဆောင်နေသည် ပြူပြူပြင်းပြင်းတက်တက်ရရရှိခဲ့စဉ်ကနာနာနေနေနေချင်းစပွဲအရေးရစင်ထင်ရင့်နေစပွဲ ရှိပါလိမ့်မည်ရက်ခိုးတော်ဖြင့်အလွန်အလင်းအကြီးတန်းအယုတ်ဆိုးသော အဆောင်းအုံကလေးတစ်ခုအဖြစ်ရက်တီလျက်ရှိနေပါချေပြီအကြီးတန်းအယုတ်ဆိုးသည်အဆောင်းအုံကလေးတဲသို့မဝင်တော့ဘဲမေခါနှင့်မလီခါပေါင်းစုံရာကို ကြည့်မြင်နိုင်မိနေရာသို့ဆက်ရှောင်လာခဲ့သည် အစုံဖျားလေးတွင်ရလျက်မှကြည်လာရသည်တဘာဝလှည်မြင်ကွင်းမှမျက်စီကိုမလွဲသာအောင်ဆွဲဆောင်ထားသည်မေခါနှင့်မလီခါမျက်နှာတွေမှစီးဆင်းလာသောရေညီနောင်တို့တွေ့ဆုံပေါင်းစည်းရာမြင့်ဆုံဤတဘာဝအလှမှထင်းထင်းပြပြကြီးကိုပေါ်လွင်နေသည် တဘာဝအလားရီရှုခင်းကိုငေးမောရင်ရေထဲမှာတလန့်လန့်ခံစားမှုဖြစ်ရှိလာသည် အခြားသောအရာအလုံးကိုမင်းလျော်သွားစေသောခံစားမှုပီတီလွှမ်းထင်သွားသည်မြစ်ဆောင်ဤရေပြင်ကိုမူဖွေးဖွေးဤဤနှင့်ဂုံးပုံကြီးကထွေးပိုက်ထားသလိုလှလိုက်သည်မှာဆက်ဆက်ယူအောင်လှသည့်အလားဟုဆိုရမည်သူနှင့် ရုပ်ရှင်ထဲတွင် နိုင်ကရာအလှပုံရိပ်ကို တွေ့မြင်ဘူး၏ရေတွင်ကြီးမှဒရယ်ချန်းစီးဆင်းနေသည့်ဖွေးဖွေးလုံးမြသော ရေအရင်စီးဆင်းပုံမှကြံတန်းသည်မြစ်စုံဤရေအပြင်စီးဆင်းနေပုံမှာငြိမ်သက်သည် နှုတ်ရင်သည်အနောက်တိုင်းသားတယောက်ဤအမြင်တွင် နိုင်ကရာရေတကုံဤအလှကို တင်စားပါလိမ့်မည် အရှိတိုင်းသာမြမတိုင်းရင်းသားလူမျိုးများကမူမြစ်ဆုံဤအလှကို အမွန်တင်ကြပါလိမ့်မည်မြစ်ဆုံဤရေအပြင်မှာအေးမြကြည်လင်နေသည် ရေပြင်အောက်ခြေတွင် အနေထိုင်နေသည့်အရွယ်အစားမျိုးမျိုးကြောက်စရိခဲလေးများကို အတိုင်းသာမြင်နေရသည်မြစ်ဆုံဤအလှကိုချေမုံရလျင်စုံအံမထင် အီယာဝရီတကားဝမြစ်ဆုံမှာရေစီးကြောင်အတိုင်းလိုက်သွားလျင် ပထမမြေချင်းဒုတိယမြေချင်းတတိယမြေချင်းတို့ဤရှူမောဝယ်ရာတိမ်မှုဝယ်ရာအံ့ဘွယ်တပားအလှပများကိုလည်းတွေ့မြင်ရမည်ဖြစ်သည်ဘဲသူပြိုင်၍လှပါတော့နိုင် အလှပများစူသည်နေစီမှာမြစ်ဆုံး မန်ဟုံဝိနေသည့်ဧရာဝတီက တမျိုးတပါသာလှပသောအလှပများဖြင့်ထဲဝိနေသည်လိုငိမ့်တဲ့အေးချမ်းသည့်တဖုံတနည်းလှပနေပါသည် မြေဆုံကသူတို့အားဖန်ဆားစီကမူကြာရှည်ငေးမောနေခြင်းမယအခြေအနေမပေးသောကြောင့်ခနာတပြုတ်လှဲ့ကြည့်ပြီးပြန်ခဲ့ရသည် ထိုနေရာမှာလုံခြုံမှုလုံးဝမရှိ ခုလိုအေးချမ်းသာရသော အချိန်မျိုးမှာသာ ရောက်ခဲ့လျင်၃လရက်လောက်တော့အ ਨੇ ဆုံးနေပြေမှာတေချာသည် နေမညိုခင်မြကြီးနာပြန်ရောက်ရမည်လမ်းမှာမှောင်ရွေးမဖြစ်မြို့အပြင်ဂိတ်အစင်းစင်းဤအစင်အစင်းအမင်းအမြန်ခံရမည်မြကြီးနာတွင်နောက်ထပ်၂ရက်နေရသည် အလုံးဖြစ်တော့မလို့လို့နှင်းအလုံးမဖြစ်ပစ္စည်းလဲကြိုက်သည်ဈေးညှိလို့လဲရသည် အထင်းငော့ဖြစ်နေသည်မှာငွေပေးချေဖို့ကိစ္စဒါကိုတော့ညှိလို့မရထွန်းထွန်းတို့ဘက်ကထိုများလောက်များစားသည့်ငွေကြေးပမာဏကို ယူလာဖို့မဝင်ရဲသလို သူတို့ဘက်ကလည်းရန်ကုန်အထိပစ္စည်းယူလာပြီးငွေလိုက်ယူရမည်ကိုမဝင်မရဲ့ နောက်ဆုံးအလုံးမဖြစ်ရန်ကုန်သို့ပြန်ဆင်းရမည်။ဂျားပွဲစားလို့သူကိုအင်တောင်ကတော့လက်မလျှော့ခြင်းသည်။မြကြီးနာပစ္စည်းလောက်တန်ဖိုးမကြီးတော်လေအလေလန့်တန်းဝင်ပစ္စည်းရှိသည့်နေရာကို လိုက်ကြည့်ဖို့ပြောသည်။အလုံးဖြစ်နိုင်မည်အရှိအနေရှိကြောင်းလည်းပြောသည်။တော်ရမည်နေရာမှာလဲတကူးတကဇရိတ်အကုန်ခံပြီးသွားစေရမလို့ လာရောက်နာဆင်အားပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ခမ်းဆက်ကလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။အားလုံးဒီကင်းကြမှာကြပါစေ။